အားလုံးပဲမင်္ဂလာပါရှင်မချနာတရင်ကြနေရဲ့မီလောက်ကွယ်နေရီဒူစီယံကိုတက်ဆက်ပြတော့မှာဖြစ်ပါရယ်တနိုင်းမြို့အာစီပြာကျောင်းဝင်းမှာရှိတဲ့ဆရှောက်မီလာစုရဲ့နေထိုင်ရာနဲ့အဆောင်တွေလူရင်းပြည့်စည်လာတာကြောင့်ပြန်လည်ပြင်ဆင်ဖို့အကူအညီတွေလိုအပ်နေပါတယ်ဘမုံမြို့အစခါခါ27ကိုပြင်မှတ်ချပြီးနေစဉ်တက်ပွဲဆင်နွှဲနေရလို့ဘမုံကြီးနော်ဘွားပြောပါရယ်စကောင်စီတက်စကန်၃ခုကိုကင်ယူကတိုက်ခိုက်တင်ပြလိုက်ပါရယ်စားရိတ်တရနေကိုတက်ဆက်ပြရမှာပါကျမတို့အစီအစဉ်တက်ဆက်သူမိုင်းနေဖြစ်ပါရယ် ချင်းပြည်နယ်တနင်္ဂနွေမြို့အာစီပြားကျောင်းဝင်းမှာရှိတဲ့ဆက်လျှောက်မီတာစုတွေရဲ့နေထိုင်ရာနေအဆောင်တွေရုံရင်းပြည့်စည်လာတာကြောင့်ပြန်လည်ပြင်ဆင်ဖို့အကူအညီတွေလိုအပ်နေလို့သိရပါတယ်။ဆက်ဆိုင်ကတင်ဆက်ပေးမှာပါ။လက်ရှိနေထိုင်နေတဲ့စခန်းသွင်းကနေအိမ်တွေဟာဆောက်လုပ်ထားတာကြာမြင့်ပြီးဆွေးမြေ့ပြည့်စည်လာတာကြောင့်ပြင်ဆင်ဖို့လိုအပ်နေတာဖြစ်တယ်လို့စစ်ဆောင်စခန်းတာဝန်ခံဆရာကမကျေနပ်တဲ့တဲ့ချာနယ်ကိုပြောပါတယ်။နေလို့မရဘူး။ ဘယ်လိုမှမတက်နိုင်လို့နေနေတာဟုတ်တယ်။လှုပ်လည်းမလှုပ်ယူနိုင်သေးတော့အဆင်ပြေတလို့ပဲနေနေကြတာ။အဆောင်15ဆောင်တော့ကတော့လုံးလုံးပေးရမှာ။နေလို့မရတော့အဆောင်တစ်ခုမှာအိမ်ထောင်စု၅စုနေထိုင်တာဖြစ်ပြီးလက်ရှိမှာတော့အဆောင်15ဆောင်ဟာနေထိုင်ဖို့လုံးဝအဆင်မပြေတဲ့အခြေအနေဖြစ်နေလို့ပြောပါရယ်။စခန်းအတွင်းကအဆောင်တွေဟာပြီးခဲ့တဲ့နှစ်တွေကလည်းမိုးတက်လေပြင်းနဲ့မိုးတီးတံတွေကြောင့်သူတွေပေါက်တာနဲ့မိုးရွာတာတွေအခြေဖြစ်ပေါ်ခဲ့ရလို့သိရပါရယ်။ ဒီနောက်ပိုင်းမှာတော့စစ်ဆောင်စခန်းတွေမှာကုညီချောက်ပတ်တဲ့အဖွဲ့တွေရောက်ရှိတာညှော့နေသွားတာအပြင် WFP ကအကူအညီမရရှိတာလည်းသုံးလရှိတော့ပြီလို့သိရပါဗျ။ဒါကြောင့်စစ်ဆောင်မိသားစုတွေဟာပျက်စီးနေတဲ့နေအိမ်တွေပြင်ဆင်ဖို့ထက်စားဝတ်နေရေးအတွက်ကိုရုန်းကန်နေရတာကြောင့်အခက်အခဲဖြစ်နေကြရလို့ဆိုပါတယ်။ကလောကတော့ကချင်ပြည်နယ်အစိုးရအစီအစဉ်နဲ့တဦးကိုကြက်2000လုံးလာရောက်ကူညီသွားတာရှိရလို့သိရပါဗျ။လက်ရှိဖျားချောင်းဝင်းမှာစစ်ဆောင်မိသားစု 133ဆိုရှိပြီးလူရေအဖြစ်အယောက်600ကျော်ရှိတယ်လို့သိရပါဗါးအဲ့ဒီပြည်သူတွေဟာတိုက်ပွဲကြောင့်အွန်လော့ချေဝါကနေ2018ခုနှစ်ကတင်းရှောင်းလာကြသူတွေဖြစ်ပါတယ်ပြည်သူလူထုအနေနဲ့မိမိဒေသမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးပို့ချင်နေဆိုရင်တော့မချနာသတင်းချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်3996 333ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ် ပမော်မျိုးအစာကခ23ကိုပြတ်မှတ်ချပြီးနေစဉ်တက်ပွဲဆွေးနွေးနေရလို့ပမူဂျီနိုဘူကပြောပါရယ်ထရီဆာကတင်ဆက်ပေးမှာပါပမောမျိုးပကစကောင်စီတဆွေစေဖြစ်တဲ့တစကန်တွေကိုတင်ပိုက်နေတာမရှိတဲ့ပေမဲ့စကခ23ကိုပြမှတ်ချပြီးနေ့တိုင်းလုံတိုက်ပွဲဖော်ဆောင်နေတယ်လို့ကချင်လူလက်ရဲအဖွဲ့အစည်းကဲကိုကဲရဲ့အတင်းနဲ့ပြန်ကြားရေးတာဝန်ခံပုံမူချင်းတော်ဘုကပြောပါရယ် ပမောဘက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့အပြင်စစ်ကောင်စီဘက်ကလည်းလေကြောင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေနေတိုင်းရှိတယ်လို့ဗိုလ်မှူးကြီးနိုဘူကမြစ်နာတည်င်းဂျာနေကိုခုလိုပြောပါရယ်ဘမဘမတော့တိုက်ပွဲကတော့ဆက်ပြစ်နေပါတယ်။မြို့ရက်ကွက်ဘက်မှာတော်တော်များများတော့ကျွန်တော်တို့အဲကေရတပ်ဖွဲ့တွေလည်းအဲဒီမိုက်ခါတာရှိပါတယ်။တို့တို့တပ်ဆွဲထားတဲ့တပ်တွေကတော့ညမမှတင်းနိုင်တဲ့အနေထားတော့မရှိသေးပါဘူး။အဲကြောင့်ကျွန်တော်တို့ကတော့ สังกัดเสร็จที่เป็นมา เอ่อพิมพ์ทาไปมาจนรู้ว่าเราเอ่อนี่ใช่ดุมแต่พอเราพอสมเนาะชีบอะไร KIA ပူပေါင်းတပ်တွေဟာပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ကဗမော်မြို့ဒိန်တိုက်ပွဲကိုစတင်ခဲ့တာဖြစ်ပြီးဧပြီလ25ရက်နေ့မှာတော့ဗမော်မြို့ကကြန့်ရှိနေတဲ့သခန်းတွေကိုပြန်လည်သူစစ်ဆင်တိုက်ခိုက်ပြီးတော့ဒီကနေ့အထိတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကလေကြောင်းလက်နက်ကြီး drone တွေနဲ့အပြင်းအထန်ကိုကန်တိုက်ခိုက်နေတယ်လို့ KIA ကတည်င်းနဲ့ပြန်ကြားရေးဌာနရဲ့မေလ၄ရက်နေ့ကထုတ်လင်းတဲ့တည်င်းရုံတံမှလည်းဖော်ပြထားပါတယ်အမတ်၂၁ဆစ်စင်ရဲ့ကုကေမူဌာနချုပ်အမတ်၄၀ခေါ် ချက်လင်တရဲ့ဆေးတရဲ့ဖောက်ဖို့တတ်တဲ့အင်ဂျင်နီယာတရင်တွေသွေးချရနေရတွေအားလုံးမှာတိုက်ပွဲပြင်းထန်နေတယ်လို့ထပ်မံဖော်ပြထားတာပါ။ဒါအပြင်တစ်ဖက်မှာလည်းပြီးခဲ့တဲ့ဧပြီလတတိယအပတ်လောက်ကဗီဂျီနာဖက်ကန်လမ်းပိုင်းမှာစစ်ကောင်စီကနေအင်အားအလုံးအရင်အုံပြုတ်ပြီးစစ်ကြောင်းထိုးလာတာလည်းရှိပါတယ်။လက်ရှိအချိန်မှာတော့အနံ့ရကျေးရွာအလုံးကမ္ဘောဂျီရွာမှာစစ်ကြောင်းရင်နာနေတယ်လို့သိရှိရပြီးစစ်ကောင်စီစစ်ကြောင်းစစ်ရေလှရှာတဲ့အချိန်တွေမှာ KIA ကနေတိုက်ခိုက်တာရှိတယ်လို့လည်းဘူမချင်းတို့က ပြောပါရယ်။ကရင်ပင်နေဖန်ခရိုင်ကိုတူးလေအိုချုံနေမြေကစေကောင်းစီရဲ့လေးပနာတီခေါ်စေကောင်းစီတစကန်နဲ့မြိတ်ထွေခရိုင်ချီခီဒေတာအတွင်ကစေကောင်းစီရဲ့ထီထဗျူဟာစကန်နဲ့ချီခီဗျူဟာစကန်တို့ကိုဒီကနေ့မေလ9ရက်နေ့မှာကရင်အမျိုးသားလူမျိုးရေးတမတော်ခန်နေဝေနဲ့ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဦးဆောင်တဲ့တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေနဲ့အတူတိုက်ခိုက်တိုက်ပွဲနိုင်ခဲ့ရလို့ကရင်အမျိုးသားစီယုံကန်ယူကဒီကနေ့မှာပဲထုတ်ပြန်လာပါတယ် ပန်ခရိုင်ပိုင်ကျုံမြို့နယ်ကစစ်ကောင်စီချဲလင်တပ်ရင်ခလာယာ24အခြေချသက်ဆွဲထားတဲ့လေးပနာတီခေါ်သက်စခန်းကိုမေလ9ရက်နေ့အဒီကနေ့မနက်ပိုင်းမှာပဲအပိတသိမ့်ပိုက်နေခဲ့တာဖြစ်တယ်လို့ခင်ညူကဆိုပါတယ်။တဆက်ထေမှာပဲမြိတ်ထဝေခရိုင် TK ဒေတာအတွင်း TK ဘူဟာစခန်းနဲ့ TK ဘူဟာစခန်းတို့ကိုလည်းမေလ9ရက်နေ့မှာပဲအလုံးစုံသိမ့်ပိုက်ရရှိခဲ့တယ်လို့ဖော်ပြချက်မှာဖော်ပြထားပါတယ်။ ထိခိဒေတာဟာတမဟာဌာနချုပ်တည်ဆောက်ဖို့1994ခုနှစ်ကစီစဉ်ခဲ့တဲ့နေရာဖြစ်ပြီး1999ခုနှစ်မှာမြန်မာစစ်တပ်ကအထူးစစ်ဆင်တက်ခိုက်ခဲ့တာကြောင့်လက်လုတ်ခဲ့ရတဲ့ဒေတာဖြစ်တယ်လို့ GNU ကဆိုပါတယ်။အခုချိန်မှာတော့ပြန်လည်သိမ်းပိုင်နိုင်ခဲ့ပြီဖြစ်ပြီးဒေတာတွင်ပြည်သူလူထုရဲ့အသက်အိုးအိမ်တွေကိုကာကွယ်နိုင်ရေးအတွက်ဆက်လက်လှုပ်ဆောင်သွားမယ်လို့ဖော်ပြချပါတယ်။တိုက်ခိုက်တင်ယူနိုင်ခဲ့တဲ့အချိန်နဲ့အသေးစိတ်တွေကိုပြောကြားထားရမှရှိသေးပေမဲ့တိုက်ခိုက်တင်ယူနိုင်ခဲ့တဲ့လက်နက်ခေယံတပုံတွေကိုတော့ထုတ်ပြန်ချက်မှာဖော်ပြချပါရစေ။ က်တဲ့ကာလတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုယူဆိုင်နိုင်မယ်ဆက်ကဲနီလန်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်။လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်မှာထိခိုက်နှစ်နာမှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမက နောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မယ့်နီလန်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာ အဓိကကြုံရလေးရှိတာကစိုးရိမ်တော့ကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ငါကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပန်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကို ကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုယင်ဖွင့်ပြောဆိုတာ ယ့်ရဲ့ခန်းစားချက်လေးတွေကိုမဝေဖန်ပဲအတိမတ်ပြုပေးတာမျိုးကအများကြီးအထောက်ပံ့ပြုပါတယ်။နှင်းလက်ရှိဖြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင် အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထီးအတွေ့မြင်ကွင်းတွေကိုဂီယူတစိုက်အာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်။၃မိမိကိုစိတ်သက်သာရရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညံ့ညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာအကြည့်ဆွဲတာ အယောင်ချေတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ်။ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုခရီးဆိုင်ပေးဖို့လိုအပ်ပါတယ်။လေးအိပ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိတ်ချိန်ပြပြဝဝဖြစ်အောင် အိတ်ဆက်အနာယူဖို့အိတ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။၅ ီအချိန်မှာစားချင်တောက်ချင်စိတ်တွေညှော်နေနေနိုင်ပေမယ့်ရေတပ်ပြေဝအောင် အာဟာရပြေဝအောင်စားတောက်ဖို့လိုအပ်ပါတယ်။၆ကိုယ်လက်လှောက်ရှားမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောရှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။ ငလင်းဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကတည်င်းအချက်လက်တွေရဖို့အရေးကြီးသလို social media ကတည်င်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ ရှင်ကိုဝါသနာပါတဲ့အရာတွေကိုကိုစိတ်ပျော်ရွှင်စေမဲ့အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာ အချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ် ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရစေဝါတုံဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။၁၁ ။ဥရာယင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာ၊ကောင်ဆယ်လင်းယူတာ၊ emotional support session နဲ့ workshop တွေပါဝင်တာ၊ဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ဆနစ်ဒီကာလမှာကိုမလုပ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုယ်လုံနိုင်တက်နိုင်တဲ့အရာတွေပေါ်မှာပိုအာယုံဆိုင်ပြီးကုညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ ကျနာသတင်းချနေရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းအနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျနာသတင်းချနေ app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။